ကျမောက်တောင်ရေလောင်တမန်နှင့်ရေပိုလွှဲကြီးကြံ့ခိုင်မှုကောင်းမွန်လျက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးညာဦးခရိုင်ကြောင်ပောင်းမြို့နယ်အတွင်းရှိကျမောက်တောင်ရေလုံတမန်နှင့်ရေပိုလွှဲဤကြမ်းခိုင်မှုကောင်းမွန်လျက်ရှိပြီးစိုးရင်ဖွဲ့ရာခြေနေမရှိဘူးလို့သိရပါထိအဆိုပါကျမောက်တောင်ရေလုံတမန်ဟာယမန်နေ့မနက်9:00နာရီကကန်ရေပြည့်အမှတ်တို့ကျောင်းလွန်ရောက်ရှိခဲ့တယ်လို့သိရပါထိအဒီလိုကန်ရေပြည့်အမှတ်ကျောင်းလွန်ပြီးရေပိုလွှဲမှစတင်ရေကြောစီစဉ်ခဲ့ရာမွန်လွယ်3:00နာရီမှရေပိုလွှဲမှအမြင့်ဆုံး3 မှ၄တုံညပေးရထိရေကြောစီစဉ်ခဲ့တော်လဲညနေ6နာရီမှထော့အမြင့်3တရမ3တုံညပေးရေကြောစီစဉ်နေထားကြောင်းရေအမှတ်များပြန်လဲကြာစင်းနေတယ်လို့ဆိုပါတယ် ကြမောက်တောင်ရေလောင်တမန်နဲ့ရေပိုလွှဲရဲ့ကြန့်ခိုင်မှုဟာကောင်းမွန်နေပြီးစိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမဲ့ရေပိုလွှဲကနေ ရေချောစီးဆင်းခဲ့တာကြောင့်တောင်စင်းချောင်းတစ်ချောင်းရှိကြေးရွာထွေးကဒေသခံပြည်သူတွေအနေနဲ့ချောင်းရည်မြင့်တန်နေတာကိုဂယုပြုနေထိုင်ကြဖို့အတိပိန်းနှိုးဆော်ထားပါတယ်။ ကြောင်ပထောင်းမြို့အထွင်မိုးတန်းထန်စွာရွာသွန်းပြီးကျမောက်တောင်ဆေးရည်မြင့်တက်လာမှုကြောင့်ဂိုင်းချေးရွာအုပ်စုကြောင်ပထောင်းမိထီလာလမ်းမာကြီးမိုင်းထန်းအမှတ်97မြင်းဆောင်၄ခွန်တွင်ယမန်နေ့ကရေကျော်နေကြောင်းသတင်းရရှိထားကြောင်းကြောင်ပထောင်းမြို့နယ်မိသားစခန်းမှရှားဖွေကယ်ဆေးရည်တပ်ဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်းပြီးညပိုင်းမှာမော်တော်ယာဉ်တွေအနေရကင်းရှင်းစွာတွာလာနိုင်ရှိရသည့်အတွက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။